အားလုံးပဲမင်္ဂလာပါဆရာကတော့ grade 12 mathematics သင်ကြားပေးမယ်ဆရာကောင်းမဲဖြစ်ပါတယ်ဆရာဒီကနေ့သင်ကြားပေးမယ့်သင်ခန်းစာကတော့ chapter 4 vector algebra သင်ခန်းစာပဲဖြစ်ပါတယ်ဒီသင်ခန်းစာမှာမှာ4.1 vectors in 3 dimension ဆိုတဲ့သင်ခန်းစာလေးရဲ့ part 1ကိုရှင်းပြပေးသွားမှာဖြစ်ပါတယ် အဲ့တော့ဒီသင်ခန်းစာကိုသင်ကြားတဲ့အခါမှာဆိုရင်သင်ယူမှုရလဲအနေနဲ့ဆိုရင်ဘာတွေရရှိမလဲဆိုရင်ね Vectorfound in 3 dimension ဒီ3 dimension ဆိုတဲ့ဆရာတို့သုံးဖက်မြင်ပုံတွေမှာရှိတဲ့ Vectorfound တွေအကြောင်းကို သိရှိသွားမယ် also ပြီးတော့မှ i get j get and k get are found i get the j get the k get တရားဆိုရင် ဖြစ်ပေါ်လာပါမယ် in x y z plane x y z plane မှာဖြစ်ပေါ်လာမယ် respectively ဆိုကြအတီးတီးဖြစ်ပေါ်လာမယ် y plane ပေါ်မှာဆိုရင် i get ဖြစ်မယ် z plane ပေါ်မှာဆိုရင် j get ဖြစ်မယ် ဇက်ပလင်းပေါ်မှာဆိုရင် KK ဖြစ်မယ်ဆိုတာအသီးသီးဖြစ်လာမယ်ဆိုတာကိုသိရှိသွားမယ်။နောက်တစ်ခုကကြတော့ the AG Bra Vata Farm เนาะ AG Bra Vata Farm မှာဆိုရင်0 Vata နဲ့ negative Vata တွေပါတယ်ဆိုတာကိုသိရှိသွားမယ်။နောက်ဆုံးမှဆိုရင်တော့ how to calculate the vata found with direction ဒီ vata found နေမှာဆိုရင် direction တွေကိုအသုံးပြုပြီးတော့မှဘယ်လိုသတ်ထုတ်ရလဲဆိုတာကိုသိရှိသွားမှာဖြစ်တယ်အဲ့တော့ဒီနေ့သင်မဲ့သင်ခန်းစာလေးကိုစာပြီးတော့မှကြည့်ရအောင် အဲ့ဒီမှာဆိုရင်ね vectors in 3 dimension vector ပုံစံမှာ3 dimension သုံးဖက်မြင်ပုံတွေအဲ့သုံးဖက်မြင်ပုံဆိုတော့ x y z plane ဆိုတဲ့သုံးခုပါလာမှာဖြစ်တယ်အဲ့တော့ဒီမှာကြည့်လိုက် x x မှာဆိုရင် x တန်ဖိုးရှာကြမှာလို့ x, 0, 0 y y နေရာမှာ y တန်ဖိုးရှာကြမှာလို့ 0, y, 0 z z နေရာမှာဆိုရင် 0, 0 z ဘာလို့ z တန်ဖိုးလေးရှိတာကို ။ဒါကြောင့်မလို့သူတို့အမှတ်၃ခုစုံနေဒီနာပီအမှတ်လေးကိုဆိုရင်ဘယ်လိုခွဲစဉ် B H, Y, Z ဆိုပြီးတော့မှသတ်မှတ်ပြရတာဖြစ်တယ်။အဲ့တော့စာလေးကိုစပြီးကြည့်ရအောင်။အဲ့တော့လေ in the plane plane ဆိုတဲ့ဒီဘင်းကြီးပေါ်မှာဆိုရင်ね each point အမှတ်တစ်ခုစီရဆိုရင် it associated ဆက်ဆက်နေပါတယ် with an order pair of real number case တွေအတွဲလိုက်လေးတွေအနေနဲ့ဆက်ဆက်နေပါတယ် ဆိုလိုရင်းသဘောကျတော့ဆရာတို့က plain ဆိုရင် xy plain ပဲရှိရတယ်မို့လို့ဆရာတို့က x ကောမှာ y ဆိုတဲ့ order ပဲလေးနေနေပဲရှိနေမှာအခုဆက်ကြည့်မယ် in space ဒီလိုမျိုးမျက်နှာပြင်သုံးဖက်ပါတယ် 3-dimension ပုံနေမှာဆိုရင်တော့ each point အမှတ်တစ်ခုစီရဆိုရင် a associated ဆက်ဆက်နေပါမယ် with an order trip ပဲ or real number order ကိန်းသွဲလေးတွေ trip ပဲဆိုတော့သုံးလုံးကိန်းလုံးသုံးသွဲအနေနဲ့ဆက်ဆက်နေမှာဖြစ်တယ်အဲ့တော့ဆက်ကြည့်ရအောင် true at fit point နဲ့ဒီအမှတ်တခုကို ဖြတ်ပြီးတော့မှဇာရီက call ခေါ်တဲ့ the origin o ဒီအမှတ်၃ခုကိုတခုကိုတခုတည်ကြည့်ဖြတ်ထားတဲ့အမှတ်ကိုဘာလို့ခေါ်လဲဆိုရင် o ဆိုတဲ့ origin မှတ်လို့ခေါ်တယ် draw three mutually perpendicular line အဲ့မှာမှာတောင်းမကြမြင်ဘယ်နှကြောင်းလဲဆိုရင်၃ကြောင်းဆွဲမယ်အဲ့ဟာဆိုရင်ဘာတွေရလာမလဲဆိုရင်ね the a is x ဝင်ရို the y is y ဝင်ရို and the z is z ဝင်ရို so မြတ်ဝင်ရို၃ခုရလာမယ် ဆိုလိုချင်တာကကြတော့ origin ဆိုတဲ့ o အမှတ်ကနေမှာဒေါမကြမြင်သုံးချောင်းဆွဲမယ် x ဝင်ရို y ဝင်ရို z ဝင်ရို၃ခုဆွဲလိုက်တာကိုဆိုလိုတယ်အဲ့တော့ဆက်ကြည့်ရအောင်အဲ့တော့လေ a point b a point b ဆိုတာအမှတ် p လေးရဆိုရင်လေ in space ဒီ xyz plane ပေါ်မှာရှိတဲ့အမှတ် p လေးရဆိုရင် it data mean ဆုံးဖြတ်ပြီးပါမယ်တဲ့ and order trip ပဲ order trip ဆိုတာကိန်းလုံး၃လုံးနေနဲ့ xyz of real net မှာ shown in the diagram ဒီပေါ်ပြပါပုံမှန်ပြထားတဲ့ HYZ ဆိုတဲ့ real number အနေနဲ့သတ်မှတ်ပေးလို့ရမှာ ဖြစ်တယ်ဆိုပြီးပြောထားတာဖြစ်တယ်အဲ့တော့ဒါကြောင့်မို့လို့ this number x, y, z are called the coordinate of p အဲ့မှာဆိုရင်ဒီကိန်းဂဏန်သုံးလုံးဖြစ်တဲ့ x, y, z ဟာဆိုရင် p ရဲ့ coordinate မှတ်လေးတွေဖြစ်တယ်ဆိုတာကိုသိရှိသွားရင်ရပြီအခုဆရာတို့ဒီဟာပြောသွားတဲ့ပုံစံကြတော့အရှိမတင်ခဲ့တဲ့ chapter 3သင်ခန်းစာနဲ့အတူတူပဲ ဟုတ်ပြီနော်ဒီမှာဆိုရင်ခွာဝါတာဆိုရင် vector form ပုံစံရေးတဲ့ပုံစံနဲ့ self derived value တို့တဲ့ပုံစံပဲ꿰ဝါတာအဲ့တော့ဆက်ကြည့်ရအောင်အဲ့တော့ example 1 example 1မှာဆိုရင် illustrate တဲ့ပုံစံပေးပါတယ် the point a point အမှတ်ရကြ a ကြတော့0 comma 3 comma 0 and then b ကြတော့4 comma 0 comma 2 and c ကြတော့ -1 comma 2 comma 2ဆိုပြီးပုံလေးသုံးပုံဆွဲခိုင်းနေ ဲ့တော့ A A မှာဘာဝင်ယူပါနေတယ် Y တန်ဖိုးပဲပါနေတယ်အဲ့တော့ Y ဝင်ယူပုံမှာရှိတဲ့အမှတ်လေးကိုဆွဲပြီးမှာပေါ့ B B မှာကျတော့ H နဲ့ Z နဲ့တန်ဖိုးပါတယ် Y တန်ဖိုးမပါဘူးအဲ့တော့ H နဲ့ Z plane ပေါ်မှာရှိတယ်အမှတ်လေးကိုဆွဲပြရမယ် C C မှာကျတော့ H တန်ဖိုးရော Y တန်ဖိုးရော Z တန်ဖိုးရောအသုံးခုလုံးပါနေတယ် a တန်ဘူက -1 y တန်ဘူက2 z တန်ဘူက2အဲ့အမှတ်လေးသုံးခုကိုဆွဲပြရမှာဖြစ်တယ်ဒါကြောင့်မလို့အောက်မှာပုံဆွဲပြလိုက်တဲ့အခါမှာဆိုရင်နံပါတ် a 0.3.0ဆိုတော့1ဝင်ရိုးမှာ3တန်ဖိုးလေးကိုဆွဲပေးလိုက်ရင်ရပြီနံပါတ် B နံပါတ် B ကကြတော့ x ဝင်ရိုးမှာက4ဇက်ဝင်ရိုးမှာက2အဲ့တော့ x ဝင်ရိုးနဲ့ဇက်ဝင်ရိုးနဲ့နှစ်ခုဆွဲတဲ့အခါမှာဆိုရင်4.2ဆိုပြီးတော့ရလာမှာဖြစ်တယ်ပြန် c c မှာကြတော့ x ဝင်ရိုးမှာက -1 -1 ဆိုတော့ဆရာဒီဘက်လာရင် +10 ပို့မလို့ဟိုဘက်ကို -1 ဆိုပြီးပို့လိုက်မှာဖြစ်တယ် ပြေဝိုင်းဝင်ရိုးဝိုင်းဝင်ရိုးမှာဆိုတော့တူးတန်ဖို့ဇက်ဝင်ရိုးမှာဆိုရင်တူးတန်ဖို့ဒါကြောင့်မို့လို့ h y ဇက်ပလင်းပုံမှာဆိုရင် minus 1 comma 2 comma 2ဆိုရင်ဒီလိုပုံလေးရလာမှာဖြစ်တယ်။အဲဆိုရင်ဒါကတော့ပုံဆွဲပြဆိုတော့ရိုးရှင်းပါတယ်။နောက်တစ်ပုဒ်ကိုဆက်ကြည့်ရအောင်။အဲ့မှာဆိုရင်တော့ to represent vector in space ဒီ space မှာရှိတဲ့ vector form တွေကိုပေါ်ပြတဲ့ပုံစံကြတော့တဲ့ we introduce to standard unit vector vector မှာ standard unit vector လို့ခေါ်တယ်။ I get J get K get ဆိုပြီးတော့မှသတ်မှတ်ပြရမှာဖြစ်တယ်။ဒါကြောင့်မို့လို့ X ဝင် U ကိုသွားရင် I get Y ဝင် U ကိုသွားရင် J get Z ဝင် U ကိုသွားရင် K get ဆိုပြီးတော့မှသတ်မှတ်ပြရမှာဖြစ်တယ်။ဒါကြောင့်မို့လို့ရေးတဲ့ပုံစံဆိုရင် I get equal to 1 0 0 when ဆိုတာ h တန်မိုးရှိမယ် y တန်မိုးနဲ့ z တန်မိုးမရှိဘူး represent the unit vector in the positive x direction x direction တိုင်းသွားတဲ့အခါမှာဆိုရင်သူ့ရဲ့ vector form ဆိုရင်100ဆိုတဲ့ပုံစံမျိုးဖြစ်မယ်သူ့ရဲ့ standard unit vector ဆိုရင်တော့ i gap ပုံစံလေးဖြစ်မှာပေါ့ပြီးရင်နောက်တစ်ခုကကျတော့ i gap ပြီးွားရင် j gap j gap standard unit vector ပုံစံမှာဆိုရင်သူ့ရဲ့သွားမယ် vector ပုံစံက0 1 0 bad direction မှာလဲ positive y direction မှာရှိနေမှာပြီးရင်နောက်တစ်ခု k gap k gap ဆိုရင်0 0 1 vector form ဆိုရင်တော့0 0 1 standard unit vector နေဆိုရင် k gap ဆိုပြီးတော့မှသတ်မှတ်ပြီးတော့မှသူကဘယ်မှာရှိနေမှာလဲဆိုရင် z direction ကိုသွားတဲ့အခါမှာရှိနေမှာဖြစ်တယ် ။ဒါဆိုရင်ဒါကြတော့ HYZ ပလေးဥမာရှိတယ်။ IGAT, JGAT, KGAT ဆိုတဲ့ standard unit vector ကိုသတ်မှတ်တဲ့ပုံစံလေးကို ပြောပြသွားတာဖြစ်တယ်။အဲ့တော့ဆက်ကြည့်ရအောင်။အဲ့တော့လေသူကပြောတာကြတော့ position vector in 3 dimension ဒီ၃ဘက်မြင်ပုံမှာရှိတဲ့ position vector လေးကိုရှာရတော့မယ်။ဟုတ်ပြီနော်ဒီမှာဆိုရင်ဆရာတို့ကကြတော့ဒီအောက်မှာပြထားတာဒီ plane တစ်ခုအနေနဲ့ပြထားတယ်အဲ့မှာမှာ၃ဖက်မြင်မှာမှရှိတဲ့ standard unit vector ၃ခု i gap J ကက် K ကက်ဒါလေးကကျတော့ H ဝင်ရိုးဒါလေးက Y ဝင်ရိုးဒါလေးက Z ဝင်ရိုးလေးပေါ့အဲ့တော့ဆက်ကြည့်ရအောင်အဲ့မှာဆိုရင်ね if OA is the vector with initial point at the origin O အဲ့မှာဆိုရင်ဒီနားလေးသူတို့၃ခုစုံရအမှတ်ကိုဘာလို့ပြောရလဲ origin O လို့ပြောတယ်ဒါကြောင့်မို့လို့ဒီ origin မှတ်လေးကနေမှာတဲ့ if vata oe oe ဖြစ်ခဲ့မယ်ဆိုရင်ね terminal point at a 2.3.4အမှ terminal point ဆိုတာအဆုံးမှတ်အမှတ်မှာဖြစ်မှာလဲဆိုရင် at point a အမှတ် a ဆိုတဲ့ဆုံးမှတ်လေးမှာသွားပြီးတော့ဖြစ်ခဲ့မယ်ဆိုရင်ね then we can represent oe vata oe vata လို့ရေးပြီးတော့မှာ in terms of the vata i get j get k get i get t j get t k get t ပါခဲ့မယ်ဆိုရင်ပေါ့ဟုတ်ပြီနော် O ကနေမှာ A ကိုသွားမယ် drive factor နဲ့သွားကြမလို့ OA factor အဲ့ဒီမှာဆိုရင် i ကခြေကခေကပါမယ်ဆိုရင်ပုံစံဘယ်လိုရေးရမလဲအားကြောင့်မလို့ OA factor equal to 2i က +3 ခြေက +4 ခြေက d2 လေးက x နဲ့ဆိုင်နေ d3 လေးက y နဲ့ဆိုင်နေ d4 လေးက z နဲ့ဆိုင်နေဒါကြောင့်မသူ့ရဲ့မျက်ဖော်ခင်ဖြစ်တဲ့2ရဲ့3ရဲ့4ရဲ့ကိုရေးပေးလိုက်တာဖြစ်တယ်အဲ့ဒါဆိုရင်ဆက်ပြီးတော့ကြည့်ရအောင် အခုဒါဘယ်လိုပုံစံရေးလဲဆိုရင် in turn of the father i get j get k get i need j k ဒီပါတဲ့ပုံစံမျိုးကို ရေးပြသွားတာဖြစ်တယ်အဲ့တော့ဆက်ကြည့်မယ်ဆိုရင်ね we can also represent father in three dimension ဒီ three dimension မှာဆိုရင်တော့ using colon father colon father အနေနဲ့ရေးမယ်ဆိုရင်တော့ as like in two dimension two dimension ပုံစံမှာရေးတဲ့လိုမျိုးပဲရေးရမှာဟုတ်ပြီเนาะအဲ့တော့ဒီမှာဆိုရင် oa father ကို ကော်လန်ဗတာပုံစံနဲ့ရေးမယ်ဆိုရင်ဘယ်လိုပုံစံရေးမလဲ OE ဗတာ equal to 2 3 4ဟုတ်ပြီနော်2ကကြတော့ h တန်ဖို့3ကကြတော့ y တန်ဖို့4ကကြတော့ z တန်ဖို့ဆိုပြီးတော့မှရေးပြရမှာဖြစ်တယ်အဲ့ဒီပုံစံမျိုးလေးပေါ့ဒါကြောင့်မို့လို့ the number each column are called ဒီ number တွေဖြစ်တဲ့ each column column တစ်ခုချင်းစီမှာရှိတဲ့ number တွေကို are called ခေါ်ပါတယ် the component of vector vector အစိတ်အပိုင်းဆိုပြီးတော့မှခေါ်တာဖြစ်တယ် ဒါလေးကိုနားလည်မယ်လို့ထင်ပါတယ်။ဒီမှာဆိုရင်တော့ဆရာကြီးက I get J get K get ပုံစံရေးမယ်ဆိုရင်တော့ Alia အဲ့တိုင်းရေးမယ်။ I need G D K D ကိုဖျောက်ပြီးရေးမယ်ဆိုရင်တော့ downline column ပုံစံမျိုးနဲ့ရေးပြရမှာဖြစ်တယ်။အဲ့တော့ဆက်ကြည့်မယ်။ a vata who initial point at the origin is called the positive vata a vata မှာ initial point စမှတ် at the origin ဒီမူလစမှတ် o အနေမှာစပြီးတော့ခေါ်တဲ့အမှတ်ကိုဘာလို့ခေါ်လဲဆိုရင်ね a positive vector လို့ခေါ်တယ် for example ဥပမာအားဖြင့်ပြောမယ်ဆိုရင်တော့ the position of point p ဒီအမှတ် p လေးမှာပေါ့เนาะဒီနားလေးမှာဆိုရင်အမှတ် p လေးရှိတယ်အမှတ် p လေးမှာရှိတယ် pa, b, c အခုဒီမှာဆရာတို့ကပြောနေကြတော့ triple order ပဲဆိုတဲ့ဟာကိုပြောနေတာ ပြန်တော့အားကြောင့်မလို့ထွက်ပဲဆိုရင်၃ခုလုံးပါမယ် ADBD CD ပါမယ်အမှတ်၃ခုอ่ะဆိုရင်နဲ့ index diagram ပုံထဲမှာပြထားတဲ့အမှတ်၃ခုอ่ะဆိုရင် can be represent သူကသတ်မှတ်ပေးပါတယ်ဖော်ပြပေးပါတယ် by a position vector သူ့ရဲ့ position vector အနေနဲ့ဖော်ပြပေးမယ်ဆိုရင်တော့ OP vector လို့ပြောတယ်ဒါကြောင့်မလို့သူအမှတ် O လေးကနေမှစပြီးတော့မှအမှတ် P ကိုသွားတဲ့မြင်းလေးနော်ဒီမြင်းလေးမှာဆိုရင် vector form အနေနဲ့ရေးမယ်ဆိုရင် OP vector ဒီမှာဆိုရင်ဘာ ဘာဖတာဖောင်လဲဆိုရင် positive ဖတာအနေနဲ့ဆရာတို့ကြီးကရေးပြရမှာဖြစ်တယ်အဲ့တော့ဒါကြောင့်မို့လို့ဒီမြင်းလေးကိုဘာလို့ပြောဆိုရင် p ဖတာ p ဖတာဆိုရင်ဘယ်လိုပုံစံမျိုးဆိုရင် ob ဖတာအနေနဲ့သွားမယ်ဒီမှာအမှတ်သုံးမှရှိရတဲ့ကြောင့်မို့လို့ a, b, c ဒီ၃ခုကို column vector နဲ့ရေးမယ်ဆိုရင်ဒီလိုမျိုး a b c လို့ရေးပြီးတော့မှဆရာတို့ဒီ alias standard unit vector အနေနဲ့ရေးမယ်ဆိုရင်တော့ ai gap plus BJ Gap plus CK Gap ဆိုပြီးရေရမှာဖြစ်တယ်။အဓိကဒီနှစ်မျိုးပဲရေရမှာဖြစ်တဲ့ is the position factor of the point P အမှတ် P မှာရှိတဲ့ position factor ပဲဖြစ်တယ်။အဲ့တော့ဆက်ကြည့်ရအောင်။အဲ့တော့ the magnitude of the factor P ဒီမှာဆိုရင်ဒီ factor P လေးရဲ့ဘာကိုရှာမှာလဲဆိုရင် magnitude တန်ဖိုးကိုရှာမယ်တဲ့။အဲ့တော့သူ့ရဲ့တန်ဖိုးမရှာခင်မှာဆိုရင်သူ့ရဲ့ဒီပုံစံရေးမယ်ဆိုရင် OP factor OP factor ကို column form နဲ့ရေးမယ်ဆိုရင် A B C လို့ရေးမယ်အခုရှာမှာဘာကိုရှာမှာလဲမဂနီကျူသူ့ရဲ့တန်ဖိုးကိုရှာမှာအဲ့တော့သူ့ရဲ့မဂနီကျူတန်ဖိုးကိုရှာမယ်ဆိုရင်ဘယ်လိုပုံစံပြင်ရလဲဆိုတော့တဲ့ modulus of p vada equal to square root of a square plus b square plus c square ဆိုတဲ့ဒီပုံသေနည်းလေးကိုခေါ်တုံးပြီးတော့မှတွက်ရမှာဖြစ်တယ်။ဘယ်အချိန်မှာတွက်ရမှာလဲ။သူက magnitude of the vada လို့ပြောတဲ့ခါကျရင်ဒီလိုပုံသေနည်းလေးကိုတုံးပြီးတွက်ရမှာဖြစ်တယ်။သူ့ရဲ့အမှတ်တံပိုးလေးတွေကိုနှစ်ထပ်တင်ပြီးတော့မှ square root တင်ပြရမှာဖြစ်တယ်။အဲ့တော့ဆက်ကြည့်ရအောင်။ဆက်ကြည့်တဲ့ခါမှာဆိုရင်တော့ in general for the position vada ရေပူရအပြင်ဒီ position vada တွေမှာဆိုရင် 2 point အမှတ်နှစ်ခုရှိနေမယ်ဥပမာအားဖြင့်ဆိုရင် A ဆိုတဲ့အမှတ်နဲ့ B ဆိုတဲ့အမှတ် A မှာလည်းဆရာတို့က triple coordinate လေးတွေပါမယ် x1 y1 z1 B မှာလည်း triple coordinate လေးပါမယ် x2 y2 z2 အဲ့တော့ A တွေ B တွေကို position vector နဲ့ရှာမယ်ဆိုရင်တော့ we can find the vector at follow အောက်မှာပြသလိုရှာလို့ရပါတယ်ဆိုတော့ဒီမှာဆိုရင် AB vector တန်ဖိုးကိုရှာမယ်ဆိုရင်အနောက်ထရအရှိကိုနှုတ်ပေးရမယ်အဲ့တော့ OB vector တွေကနေမှ OA vector ကို နှုတ်ပေးရမှာပေါ့ဆိုလိုရင်းတဲ့ဘွားကွာဒီမှာဆိုရင် PQ ဘတ်တာလာမယ်ဆိုရင် OQ တဲက OP ကိုနှုတ်ကမယ်အခုဒီမှာကျ AB ဘတ်တာပြောကြမှာလို့ OB တဲက OE ကိုနှုတ်မယ်အဲ့တော့ OB OB ရဲ့တန်ဖိုးမှာဆိုရင်ဘာပဲဆိုရင် H2 Y2 Z2 ဆိုပြီးပါတယ် OA မှာဆိုရင်ဘာပဲဆိုရင် X1 Y1 Z1 ပါတယ်အဲ့တော့ OB တဲက OE နှုတ်တော့ H2 တဲက X1 ကိုနှုတ်မယ် Y2 တွေက Y1 ကိုနှုတ်မယ် Z2 တွေက Z1 ကိုနှုတ်ပေးရမှာပေါ့အားကြမို့လို့ and ab beta is called the position beta of b related to a ဒါကြောင့်မို့လို့ ab beta ကိုဘာလို့ခေါ်လဲဆိုရင် position beta of b related to a b ကနေမှာ a ကိုပြောင်းလဲသွားတဲ့ပုံစံမျိုးလို့ခေါ်တာဖြစ်တယ်အဲ့တော့ဆက်ပြီးတော့မှကြည့်ရအောင်ဆက်ကြည့်တဲ့အခါမှာဆိုရင်တော့တဲ့ example 2 example 2မှာဆိုရင်ね if p is p တန်မို့ကိုကြတော့ -3, 1, 2လို့ပေးထားပြီးတော့မှတဲ့ q is 1, 1, 3 ပီနဲ့ကျူနဲ့တန်ဖိုးကိုပေးထားတယ်တဲ့ဖိုင်ရှာပေးပါ OP ဖတာ PQ ဖတာ modular of PQ ဖတာ QP ဖတာနဲ့ modular of QP ဖတာဆိုမျိုးမှာရှာခိုင်းနေပထမဦးစွာအနေနဲ့ OP ဖတာအဲ့တော့ P အမှတ်လေးကိုယူပြီးတော့မှရှာပေးရမှာဖြစ်တာပေါ့ဒါကြောင့်မို့လို့ OP ဖတာ equal to minus 3 1 2ဆိုပြီးရေးပေးရမှာဖြစ်တယ်နောက်တစ်ခုကကြာတော့သူကဘာကိုရှာခိုင်းနေလဲဆိုရင် PQ ဖတာကိုရှာခိုင်းနေ PQ ဖတာ ပီကျူဗတာကိုလိုချင်ရင်အိုကျူဗတာတွေကနေမှာအိုပီဗတာကိုနှုတ်ပေးရမှာဖြစ်တယ်။အဲ့တော့အိုကျူအိုကျူတန်ဖိုးကကြတော့1 -1 3အိုပီတန်ဖိုးကကြတော့ -3 1 2ဆိုပြီးဖြစ်နေတယ်။အဲ့တော့ဒီနောက်ခုမှဆိုရင်နှုတ်ပေးလိုက်မယ်ဆိုရင်1 -3 ဆိုရင်1 3ဆိုပြီးပြောရမယ် -1 -1 3 -2 ဒါလေးကိုရှင်းတဲ့အခါမှာဆိုရင်4 -2 1ဆိုပြီးရလာမှာဖြစ်တယ်ပြီးရင်နောက်တစ်ခါကျတော့ magnitude of pq vector ကိုရှာခိုင်းနေ ဒါကြောင့်မလို့ the magnitude of p q vector equal to square root of a square a ကကြတော့4 square b square ကကြတော့ minus 2 square နဲ့ c square ဆိုရင်1 square ဒါလေးကိုရှင်းလိုက်တဲ့ခါမှာဆိုရင် square root of 21ဆိုပြီးရလာမှာဖြစ်တယ်။နောက်တစ်ခုကကြတော့ p q vector ပြီးရင်ဘာသာခုရှာပြမယ်ဆိုရင် q p vector ကိုပြန်ရှာပြရမယ်။အဲ့တော့ op ထဲက oq ကိုနှုတ်ပြရမှာပေါ့။ဒါကြောင့်မလို့ q p vector ကိုလိုချင်ရင် op vector ထဲက oq vector ကိုနှုတ်မယ်။ OP vector ရဲ့တန်ဖိုးကကြတော့ -3 1 2ပြီးရင် OU vector ရဲ့တန်ဖိုးကကြတော့1 -1 3ရှေ့တရာနောက်နောက်တဲ့ခါမှာဆိုရင်နောက်ဆုံးရလာမယ့်တန်ဖိုးကကြတော့ -4 2 -1 ဆိုပြီးရလာမှာဖြစ်တယ်။ဒါကြတော့ QV vector ကိုရှာရတာနံပါတ် E မှာ QV vector မှာဘာကိုရှာခိုင်းလဲဆိုရင် magnitude တန်ဖိုးကိုရှာခိုင်းနေ။ဒါကြောင့်မို့လို့ equal to square root of a square + b square + c square ဆိုတဲ့ပုံစံကိုရေးပြရမှာ။ e square minus 4 square plus b square 2 square plus minus 1 square အဲ့တော့ square root of 21ဆိုပြီးရလာမှာဖြစ်တယ်။ဒါကြောင့်မို့လို့ဒီမှာဆိုရင်သူရှာခိုင်းနေအမှတ် p နဲ့အမှတ် q ကိုပေးထားပြီးတော့မှဒီပုံစံလေးတွေကိုတွက်တဲ့ခါမှာဆိုရင်ဒီလိုပုံစံလေးတွေရလာမှာဖြစ်တယ်။အဲ့တော့ဆက်ကြည့်ရအောင်။အဲ့မှာဆိုရင်ね algebraic operation with vector vector ပုံစံမှာ algebraic ပုံစံမျိုးနဲ့ ဖော်ပြရမှာဖြစ်တယ်အဲ့တော့ဆရာတို့အရှိမဆိုရင်ဗာပေးထားပြီလေဆိုရင် positive factor အနေနဲ့ရှာပြီးွားပြီအခုဒီမှာဆိုရင် negative factor အနေနဲ့စပြီးတော့မှရှာပြီးရမှာဖြစ်တယ် negative factor negative factor မှာဆိုရင်တော့တဲ့ in the diagram ပုံမှာဆိုရင်တဲ့ the factor minus a factor လေးရဆို has the same length တူညီတဲ့အလျားရှိပါတယ် as the factor a factor ဟုတ်ပြီနော် a factor ဆိုတဲ့ အမှတ်လေးနဲ့ဆိုရင်သူကမြင်းနှချောင်းဟာဆိုရင်ဘာဖြစ်လဲဆိုရင်စိမ့်လန့်သူညီတဲ့အကွာဝေးရှိတဲ့ but ဒါပေမဲ့ the opposite direction ဒီလာရအနေနဲ့ဆိုရင်တော့ဆရာကစမ်းကျင်ဘက်ဖြစ်နေမှာဖြစ်တယ်။ when နဲ့ avatar is a given in component form avatar လေးอ่ะဆိုရင် ပေးထားတဲ့ဒီအစိတ်ပိုင်းပုံစံလေးရှိနေမယ်ဆိုရင် the component or minor avatar ဒီ minor avatar လေးอ่ะဆိုရင်လည်းပဲ are the same သူညီနေပါမယ်။ do for minus a beta minus a beta တွေနဲ့တွားပြီးတော့တူညီနေမယ် but ဒါပေမဲ့ with their sign သူတို့ရဲ့လက္ခဏာတွေအရဆိုရင် reverse ဆန့်ကျင်နေမှာဖြစ်တယ်ဆိုလိုရင်းတဘွားကြတော့ direction မတူတဲ့ကြောင့်မို့လို့လက္ခဏာလည်းမတူဘူးတန်ဘွားအဖြစ်တူနေလိမ့်မယ်ဟုတ်ပြီနော်အဲဆိုရင်ဒီမှာဆိုရင်ပုံစံကိုတစ်ချက်တော့ကြည့်မယ် so ဒါကြောင့်မို့လို့ minus သူက11 -5 ဒီလိုပုံစံမျိုးပေးတာပြီဆိုရင်ဒီ minus လေးကအထဲထဲမှာရှိတဲ့ဒီ column factor လေးနဲ့ဝင်မြောက်တဲ့ခါမှာဆိုရင် -11 pluses minus 5ဆိုတဲ့ပုံစံလေးကိုပြောင်းသွားမှဖြစ်တယ်ဒါကြတော့ဘာပြောရလဲဆိုရင် negative factor ကိုပြောပြီးွားရင်နောက်တစ်ခုကကြတော့ zero factor အကြောင်းလေးကိုပြောမှာပေါ့ zero factor ဆိုရင်သူက factor တွေအလုံးက zero ပုံစံဖြစ်နေမှာဒါကြောင့်မို့လို့ရဲ in 3 dimensional space ဒီ3 dimensional space မှာဆိုရင် the zero factor ဒီ zero factor ကိုဒီ node သတ်မှတ်ပါမယ်ဘိုင်းအားဖြင့် zero factor လို့သတ်မှတ်ပြီးွားရင် သူက0.0003ခုနေနဲ့တက်မှတ်ရမှာဖြစ်တဲ့ A တန်ဘို0 B တန်ဘို0 C တန်ဘို0ဆိုပြီးတက်မှတ်ရမှာဖြစ်တယ်။အဲ့တော့ဒီမှာဆိုရင်ပုံလေးတွေပြထားတယ်။ပုံမှာဆိုရင်ဒါဆွနပြောတဲ့ပုံစံမျိုးအလျား2ခုအကွာဝေးအတူတူပဲ။ဟုတ်ပြီနော်။အလျား2ခုအကွာဝေးတူတဲ့ခါမှာဆိုရင်ဒါပေမဲ့သူတို့ရဲ့ direction တွေကမတူနေဘူး။ Avatar လေးကအပေါ်တွေကိုထောင်တက်နေတယ်။ Vavatar လေးကကျတော့အောက်တွေကိုစိုက်ကြနေတယ်။ ဒါကြောင့်မလို့ဒီမှာဆိုရင်သူ့ရဲ့ဘတ်တာတန်ဖိုးကကြတော့ဒါ A ဘတ်တာဖြစ်ပြီးတော့မှဒီမှာဆိုရင် -A ဘတ်တာဆိုတဲ့ပုံစံမျိုးလေးဖြစ်နေတာဖြစ်တယ်။အဲ့တော့ဆက်ကြည့်မယ်တဲ့ The rule for algebra with vata ဒီ vata တွေရဲ့ဒီ algebra ပုံစံစီးမြင်သတ်မှတ်ချက်မှာဆိုရင် extent ချက်ထွင်လာပါတယ် from မှ2 dimension ဆရာတို့ဒီလိုတစ်ဖက်မြင်ပုံတွေရနေမှာ to 3 dimension နှစ်ဖက်မြင်ပုံတွေကိုပြောင်းလဲထားတယ်။အရင်တော့ကကြတော့2 dimension မှာဆိုရင်မြင်တဲ့ပြင်တစ်ခုတည်းမြင်ရတဲ့ xy plane ပုံမှာရှိနေတယ်။ ဲ့တော့အဲ့လိုပုံစံမျိုးဆိုပြလို့ရေးတယ် HI gap black YJ gap ပေါ့အခုဒီမှာဆိုရင်3 time မြင်ရှင်သုံးဖက်မြင်ပုံနေမှာဆိုရင်ဘယ်လိုဖြစ်သွားလဲဆိုရင် HYZ တန်မူပါလာတယ်သူ့ကိုရေးမယ်ဆိုရင် HI gap black YJ gap black ZK gap ဆိုတဲ့ပုံစံမျိုးလေးပြောင်းပြီးရေးရတဲ့ပုံစံမျိုးကိုရေးရမှာဖြစ်တယ်အဲ့တော့ဒီမှာဆိုချက်ထွင်လာတဲ့ပုံစံမှာဆိုရင်ကြည့်လိုက်မယ်သူကကြတော့ဒီမှာ direction တွေပါလာပြီ direction တွေပါလာပြီဆိုရင် direction ရဲ့လာရအတိုင်းသွားမယ်ပုံမှန်တိုင်းသွားမယ်ဆိုရင် positive တန်ဖိုးဖြစ်ပြီးတော့မှာ the right ရှင်ရဲ့ဖြောင်းမြန်ပြန်လာမယ်ဆိုရင် negative တန်ဖိုးဆိုတဲ့ပုံစံမျိုးနဲ့တွက်ပေးရမှာဖြစ်တယ်။ဒါကြောင့်မို့လို့ဒီမှာဆိုရင် if a vector a vector ကို x1 y1 z1 လို့သတ်မှတ်ပြီးတော့မှ v vector ကို h2 y2 z2 လို့သတ်မှတ်ခဲ့မယ်ဆိုရင်လေသူကပထမဦးစွာအနေနဲ့ a vector နဲ့ v vector လေးကိုပေါင်းပေးမယ်။ a vector နဲ့ b vector ပေါင်းမယ်ဆိုရင် a တန်ဖိုးဖြစ်တဲ့ x1 y1 z1 b vector ရဲ့တန်ဖိုးဖြစ်တဲ့ h2 y2 z2 အဲ့နှစ်ခုကိုပေါင်းတဲ့အခါမှာဆိုရင် x1 h2 y1 plus y2 z1 z2 ဆိုပြီးရလာမှာဖြစ်တယ်ဒီမှာဆိုရင်လည်းသူ့ရဲ့ direction တွေကဘယ်လိုသွားနေရလဲပုံမှန်တိုင်းလေးပဲသွားနေတာလာရတခုတည်းကိုပဲသွားနေတာနောက်တစ်ခုကြည့်မယ် a vector minus v vector a vector ရဲ့အနေမှာ v vector ကိုနှုတ်မယ်နှုတ်တဲ့အခါမှာဆိုရင် လာရကိုဘယ်လိုဖြစ်နေလဲပြောင်းပြန်လာနေတယ်ပုံမှန်ဆိုရင်ဒီတိုင်းသွားမယ်ဆိုရင်ဆရာကဒီအပေါ်ကိုသွားမယ်ဆိုအပေါ်တိုင်းပဲသွားမှာအရှိကိုသွားမယ်ဆိုရှေ့တိုင်းပဲသွားမှာအဲ့တော့ဒီနှစ်ခုရဲ့ဒီလို မြင်းဖြောက်ဆိုတဲ့ဒီလိုမြင်းဖြောက်တိုင်းမှာသွားမဲ့ချိန်မှာအခုဒီမှာဆိုရင်ဘောင်မြက်အနေနဲ့လာနေတာ direction ဘောင်မြက်ဖြစ်သွားပြီဆိုရင်ဒီ a vector လေးတွေကနေမှာ b vector လေးကိုဘာလုပ်ရမလဲဆိုရင်ပြန်ပြီးတော့မှနှုတ်ပေးရမယ်ဆိုတဲ့ပုံစံမျိုးလေးဖြစ်သွားတာဒါကြောင့်မလို့ a vector ရဲ့တန်ဖိုးဆိုရင် x1 y1 z1 b vector ရဲ့တန်ဖိုးဆိုရင် x2 y2 z2 အဲ့နှစ်ခုကိုပြန်ပြီးတော့မှနှုတ်တဲ့အခါမှာဆိုရင် x1 x2 y1 y2 z1 z2 ဆိုပြီးဖြစ်သွားတယ်ဒါကြောင့်မို့လို့ ဒီမှာဆိုရင်နောက်တစ်ခုအနေနဲ့ဆိုရင် KE vector K ဆိုတာက constant tempo constant tempo K vector ဆိုရင်ဒီမှာပါတဲ့ constant tempo လေးရကြတော့အနောက်မှာရှိတဲ့ column vector မှာရှိတဲ့အမှတ်၃ခုလုံးဖြစ်တဲ့ h1 y1 z1 မှာတောက်မြောက်ပေးရမယ်။ဒါကြောင့်မို့လို့ KE vector equal to KH1 KY1 KZ1 ဆိုပြီးတော့မှသတ်မှတ်ပေးရမှာဖြစ်တယ်။အားဆိုရင်တော့ဆရာတင်တဲ့သင်ခန်းစာလေးရတော့ပြီးသွားပါပြီ။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။ပုံမှန်ပြည့်စုံတဲ့သင်ခန်းစာတွေ မေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်။